ကျွန်တော်တို့ Microsoft Word မှာရန်သုံးဝင်နေမြင်းချောင်းပေါ်စာရိုက်တဲ့ဤလက်တွေ့ print ထုတ်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်မျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နိုင်လင်းထုံးမှာကျွန်တော်တို့ Microsoft Word နဲ့စာစီစာရိုက်တွေလုပ်တဲ့အခါမှာတခါတလေကျွန်တော်တို့အခုလိုမျိုးမြင်းချောင်းလေးတွေပေါ်မှာ စာရိုက်ပြီးတော့မှသုံးပြရတဲ့အပိုင်းလေးတွေရှိပါတယ်။အထူးသဖြင့်ကျွန်တော်တို့ CV form လို့ပုံပုံစံလေးတွေကျွန်တော်တို့ရိုက်တဲ့အခါမျိုးမှာဆိုရင်အခုလိုမျိုးကျွန်တော်တို့ကငင်းချောင်းလေးတွေပေါ်မှာစာရေးထားတဲ့လိုပုံစံလေးတွေရအောင် စာစီစာရိုက်ပြုလုပ်ပေးရတဲ့အခါလေးတွေရှိတယ်ပေါ့နော်။ဒီအခါမျိုးမှာကျွန်တော်တို့ Microsoft Word ထဲမှာပုံမှန်အတိုင်းကျွန်တော်တို့ကစာတွေကိုရိုက်လို့မရတော့ဘူး။ကျွန်တော်တို့ Microsoft Word မှာ table ကိုအသုံးပြုပြီးတော့မှအခုလိုမျိုးကျွန်တော်တို့ပုံစံလေးတွေရအောင်စာစီစာရိုက်ပြုလုပ်ပေးရတာဖြစ်ပါတယ်။ ီတော့ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ plan document ဆိုတဲ့အထဲကိုတစ်ချက်လောက်ဝင်လိုက်ပါမယ် plan document ဆိုတဲ့အထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ default အနေနဲ့စာရွက်လေးတစ်ရွက်ရောက်ရှိလာပါတယ်။ဒီတော့ဒီရက်စာရွက်ကကျွန်တော်တို့ A4 စာရွက်လား၊ legal လား၊ letter လားဆိုတာတွေကျွန်တော်တို့မသိရသေးတဲ့အတွက် ကျွန်တော်တို့စာစီစာရိုက်တွေဘာမှမပြုတ်လုတ်ခင်မှာအရင်ဆုံးကျွန်တော်တို့စာရွက်ဆိုင်လေးတွေကိုပြုပြင်ပြောင်းလဲပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာရွက်ဆိုင်လေးတွေပြောင်းလဲခြင်းနဲ့ဆိုရင်တော့လေးယောက်ဆိုတဲ့တက်သေးကိုကျွန်တော်တို့ဝင်ပေးရပါတယ်။ site ဆိုတဲ့နေရာလေးတဲကိုကျွန်တော်တို့ဝင်ပြီးတော့မှကိုအသုံးပြုမဲ့စာရွက်မျိုးစာလေးကိုရွေးချယ်ပေးရပါမယ်။ကျွန်တော်တို့ကို print ထုတ်တဲ့အခါမှာ A4 စာရွက်နဲ့ print ထုတ်မယ်ဆိုရင်ကျွန်တော်တို့ A4 စာရွက်ကိုရွေးပါတော့တကယ်လို့ legal letter တွေနဲ့ ထောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကတက်ဆိုင်ရာစာရွက်အမျိုးအစားလေးတွေကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကအသုံးများတဲ့ A4 စာရွက်လေးနဲ့ပဲပြပေးမှာဖြစ်တဲ့အတွက် A4 ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်။ Orientation မှာတော့ကျွန်တော်တို့စာရွက်ကိုအထောင်လိုက်အနေထားလေးနဲ့ပဲစာစီစာရိုက်ပြုလုပ်မှာဖြစ်တဲ့အတွက် Portrait ကိုရွေးလိုက်ပါမယ်။ Margin ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ကပတ်ပတ်လေကျွန်တော်တို့ကတလက်မစီအကွာဝေးလောက်လေးပဲခြံထားခဲ့ကျင်တာဖြစ်တဲ့အတွက် ျွန်တော်တို့ဒီမှာ normal ဆိုတာလေးကိုကျွန်တော်တို့ရွေးထားလိုက်ပါမယ်။ဒါလေးကျွန်တော်တို့ကအားလုံးရွေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ကစာစီစာရိုက်စပြီးတော့ပြုလုပ်မှဖြစ်တဲ့အတွက် Microsoft Word ထဲမှာကျွန်တော်တို့က table ကိုသုံးပြီးတော့မှရိုက်ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့က insert တက်ထဲကနေပြီးတော့ table ဆိုတဲ့ထဲကိုဝင်လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီရဲ့ table ဇာတ်ကွက်လေးတွေကနေပြီးတော့မှပေါင်းနဲ့ထောက်ပြီးတော့ကျွန်တော်တို့အခုလိုမျိုးလေးဆဲကွက်လေးကျွန်တော်တို့ကယူခဲ့လိုက်ပါမယ်။ အခုလိုမျိုးကျွန်တော်တို့က column က3ခု row ကကျွန်တော်တို့2ခုလေးကျွန်တော်တို့ယူခဲ့မှာပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က table လေးတစ်ခုလုံးဆက်လက်မှတ်မယ်အုပ်တက်ထဲကနေပြီးတော့ဖောင်ပြောင်းတဲ့နေရာလေးမှာကိုယ်အသုံးပြုမဲ့ဖောင်လေးကိုပြောင်းပေးပါကျွန်တော်ကတော့ဒီမှာကပြည်တော်စုဖောင်နဲ့ပဲရိုက်ပြမှာဖြစ်တဲ့အတွက်ပြည်တော်စုဖောင်လေးပြောင်းပေးထားမယ်စလုံးဖောင် size ကိုတော့ကျွန်တော်တို့က16လောက်လေးထားခဲ့မယ်ဘိုးလေးထည့်ခဲ့လိုက်ပါမယ် ပြီးရင်တော့ဒီနားလေးမှာကျွန်တော်တို့ကစာလေးတွေစပြီးတော့မှကျွန်တော်တို့ရိုက်ပေးပါမယ်။စာတွေမရိုက်ခင်မှာကျွန်တော်တို့ဒီရဲ့ table လေးတွေမှာဆဲခွက်လေးတွေကိုအချက်အချက်ကျွန်တော်တို့ပြုလုပ်ပါမယ်။ဒီတော့ကျွန်တော်တို့ရှေ့မှာအမြည်တွေကျွန်တော်တို့ရေးဖို့ရာအတွက်နည်းနည်းလေးကျွန်တော်တို့ချဲခက်လိုက်မယ်။ပြီးရင်ဒီရဲ့ level လေးမှာတော့ကျွန်တော်တို့ကအနှံ့ငယ်လေးကျွန်တော်တို့ချုပ်ခက်လိုက်မယ်ပေါ့နော်။ဒီတော့ဒီလိုပုံစံလေးကျွန်တော်တို့ထားခက်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီမှာစာလေးတွေစပြီးတော့ရိုက်လိုက်မယ်။ အမြည်ဆိုပြီးတော့ရိုက်လိုက်ပါတယ်ပြီးရင်တော့ keyboard ကနေပြီးတော့မှတက်ကီးလေးကိုခုံလိုက်ပါမယ် keyboard ကနေပြီးတော့မှတက်ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းနောက်ထပ်ဆဲခွက်လေးကျွန်တော်တို့ရောက်သွားပါလိမ့်မယ်ပြီးပြီဆိုမှကျွန်တော်တို့ဒီမှာတစ်ချက်လောက်ရေးပေါ့နော်ပြီးပြီဆိုရင်ဒီနားလေးမှာကျွန်တော်တို့ကထပ်ပြီးတော့မှဒီနောက်မှာတော့ကျွန်တော်တို့ဘာမှမရိုက်ခဲ့တော့ဘူးပေါ့ပြီးရင်အောက်တစ်ချောင်းကျွန်တော်တို့ကဆက်ပြီးတော့သွားခြင်းနဲ့ဆိုရင်မောင်းနဲ့ကျွန်တော်တို့ကကလစ်နှိပ်ပြီးတော့မသွားပါဘူး ျွန်တော်တို့ဒီမှာဒီဆဲခွက်လေးကိုရောက်နေပြီအောက်ကဆဲခွက်လေးကိုကျွန်တော်တို့ကအော်တိုရောက်ဖို့ရာအတွက်ကီးဘောက်ကနေပြီးတော့မှတက်ခလုတ်လေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အောက်ကဆဲခွက်လေးမှာကာစာရောက်သွားမယ်ပေါ့နော်ပြီးရင်တော့နောက်ထပ်ကျွန်တော်တို့စာဆက်ပြီးတော့ရိုက်ပါမယ်အဖအမည်ဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်ပြန်လေးခုံလိုက်ပါမယ်ပြန်လေးခုံလိုက်မယ်နောက်တစ်ခွက်ကိုကျွန်တော်တို့ကထပ်ပြီးတော့သွားမယ်တက်ခလုတ်လေးကျွန်တော်တို့နှိပ်လိုက်တာနဲ့တပြိုင်တည်းအော်တိုကျွန်တော်တို့ဒီမှာဆဲခွက်လေးတစ်ခွက်ထပ်ပြီးတော့မှ ိုးလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့မှကျွန်တော်တို့ဒီမှာမွေးတက်ကြဲဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်ပါမယ်ကာကြီးလုံးလုံးစင်ဆက်မှာဖြစ်တဲ့အတွက်ရှစ်နဲ့ F နဲ့ကိုကျွန်တော်တို့တစ်ချက်နေမယ်ပြီးမှကာကြီးဆက်ပြီးတော့မှရေးပါနော်ဒါဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုးပုံစံလေးရောက်သွားပါလိမ့်မယ်တက်ကလောက်ကိုနှိပ်ပါမယ်ဝင်းဒိုးနဲ့စပေးပါနဲ့ကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာမြန်မာစာကီးဘုတ်အင်္ဂလိပ်ကီးဘုတ်ကျွန်တော်တို့အပြောင်းအလဲလုပ်လို့ရပါတယ်တက်ကလောက်လေးကျွန်တော်တို့နှိပ်မယ် နောက်တစ်ခုဆက်ပြီးတော့မှရေးလိုက်ပါမယ်။နေရက်လိမ့်စာဆိုပြီးတော့မှရေးလိုက်မယ်။တန်လေးခုံလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့က Windows နဲ့ Spacebar နဲ့နှိပ်ပြီးတော့ English Keyboard လေးကျွန်တော်တို့အပြောင်းလဲလုပ်မယ်။တက်ကိုခုံခုံပြီးတော့မှအောက်ကိုအခုလိုမျိုးပုံစံအတိုင်းလေးပဲကျွန်တော်တို့ဆက်ပြီးတော့မှရိုက်ပေးသွားရုံပဲပေါ့နော်။ဒီတော့ကိုက CV Phone နဲ့ပါရိုက်တဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့ CV Phone နဲ့မှာ ိုထည့်ခြင်းနဲ့စာရီကိုကျွန်တော်တို့ပြည့်ပြည့်စုံစုံလေးရေးပေးရမှာဖြစ်ပါတယ်အခုဒီမှာဆိုရင်တော့ကျွန်တော်ကအမည်အဖအမည်မွေးတက်ကလေးနေရက်လိပ်စာပေါ့နော်ဒီအောက်မှာကျွန်တော်တို့နောက်ထပ်ဖုန်းနံပါတ်ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်တက်လေးခုံလိုက်မယ်တက်ကိုခုံပြီးတော့ကျွန်တော်တို့သွားပါမယ်ဒီအောက်မှာတော့ကျွန်တော်တို့နောက်ထပ်မှတ်ပုံတင်နံပါတ်ဆိုပြီးတော့မှရိုက်ခဲ့လိုက်ပါမယ် နောက်တစ်ခုဆက်ပြီးတော့ကျွန်တော်တို့ရိုက်လိုက်ပါမယ်။ email လိပ်စာဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်ပေါ့။တက်ကိုခုံပြီးတော့သွားပါမယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာ yahoo ဆိုပြီးတော့မှရေးလိုက်ပါမယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာ lazada ဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်ပေါ့နော်။ အခုကျွန်တော်တို့ထားလိုက်ပါတော့စာလေးတွေမှာကျွန်တော်တို့ကိုယ့်ရဲ့ဒီစာစီဒီဇိုင်းထဲမှာထည့်ပေးရမယ်ရေးပေးရမယ်စာလေးတွေအားလုံးကိုအခုလိုမျိုးကျွန်တော်တို့ Microsoft Word မှာ table ကိုသုံးပြီးတော့မှကျွန်တော်တို့စာတွေအားလုံးကျွန်တော်တို့ပြည့်ပြည့်စုံစုံရိုက်ခဲ့ပေးရပါမယ်။ရှာပြီးတော့ပြီဆိုရင်တော့အခုလောလောဆယ်ကျွန်တော်တို့က Microsoft Word ရဲ့ table နဲ့ကျွန်တော်တို့ကစာတွေရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဇာတ်ကားပုံစံတွေပါနေတယ်ပေါ့နော်။ကျွန်တော်တို့လိုချင်တာကဒီလိုပုံစံမဟုတ်ဘူး။အခုလိုမျိုးကျွန်တော်တို့ကနောက်မှာပဲ ကျွန်တော်တို့အောက်မှာမြင်းချောင်းလေးတွေပဲကျွန်တော်တို့ပါဂျနာဖြစ်တဲ့အတွက်ဒီအတေဘယ်ဘော်ဒါတွေကိုကျွန်တော်တို့ပြင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အရင်ဆုံးတေဘယ်တစ်ခုလုံးကိုဆက်လက်လေးမှတ်မယ်ပြီးရင်တော့ကျွန်တော်တို့တေဘယ်ဒီဇိုင်းဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်တေဘယ်ဒီဇိုင်းနဲ့ကနေပြီးတော့မှဘော်ဒါဆိုတဲ့ group ထဲမှာဘော်ဒါတွေကနေပြီးတော့မှ no border ဆိုတာလေးနှိပ်ခဲလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဇယားွက်လေးတွေအားလုံးမှာရှိနေတယ်မြင်းလေးတွေကကျွန်တော်တို့ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ် ဒီလိုမျိုးဖြစ်သွားပြီဆိုမှကျွန်တော်တို့ကနောက်မှရှိနေတဲ့ DS ဇာကွက်လေးတွေကိုပြန်ပြီးတော့မှအခုလိုမျိုးလေးဆက်လက်လေးပြန်မှတ်ပါမယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ border တွေကနေပြီးတော့မှကျွန်တော်တို့ဒီမှာ inside border ဆိုတာလေးကိုကျွန်တော်တို့ကရွေးခဲ့လိုက်တယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့မြင်းချောင်းလေးတွေအနေနဲ့ကျွန်တော်တို့ရသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ DS နေရာလေးမှာကျွန်တော်တိတောင်စာလေးရိုက်ခဲ့လိုက်မယ်ပေါ့နော် ဒီတော့ကျွန်တော်ဒီမှာဥ9 lintel ဆိုပြီးတော့မှနာမည်လေးရိုက်ခဲ့လိုက်ပါမယ်ဒီတော့ DSR တွေကိုကျွန်တော်တို့ကအလဲကောင်းစန်တာချင်းချင်းနဲ့ဆိုရင်ကျွန်တော်တို့ကဟုတ်တက်ထဲကနေပြီးတော့မှပါရဂရက်ဂရုတွေကနေစန်တာဆိုတဲ့နေရာနဲ့ပြီးတော့ချိန်လို့မရပါဘူးဒီတော့ဒီစာလေးတွေကိုကျွန်တော်တို့ကအလဲကောင်းစန်တာချင်းချင်းနဲ့ဆိုရင်အားလုံးကိုကျွန်တော်တို့ကဆက်လက်လေးမှတ်မယ်ပြီးရင်တော့ table ၄ရောက်ဆိုတဲ့ထဲကိုဝင်ပြီးတော့မှ alignment group ထဲမှာကျွန်တော်တို့ဒီမှာအလဲကောင်းစန်တာလေးကိုချိန်ပေးရမယ်ပါနော် ဒီတော့ဒီရဲ့နေရာလေးမှာဆိုရင်ကျွန်တော်တို့ဒီမှာငင်းချောင်းလေးကအခုလိုမျိုးလေးကျွန်တော်တို့ထည့်လိုက်တဲ့အခါမှာဆိုရင်ဒီအောက်ဆုံးမှာကျွန်တော်တို့လစာရဲ့အောက်မှာဆိုရင်ငင်းချောင်းလေးတစ်ခုကျွန်တော်တို့မပါတာကိုတွေ့ရတယ်ပေါ့နော်ဒီတော့ဒီရဲ့ကျွန်တော်တို့ကအောက်မှာငင်းချောင်းလေးတစ်ချောင်းလိုနေတဲ့အတွက်လိုနေတဲ့စဲကွက်လေးမှာကျွန်တော်တို့ကာဆာလေးချထားပြီးတော့တေးဘယ်ဒီဇိုင်းနဲ့နေပြီးတော့ border ဆိုတဲ့ထည့်ဖို့ကျွန်တော်တို့ပြန်ဝင်မယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က ဘတ်တန်စွာလေးကိုကျွန်တော်တို့ကဒီမှာတစ်ချက်လောက်ရွေးပေးရမှာဖြစ်ပါတယ်ဘတ်တန် border ဆိုတဲ့ဟာလေးကိုရွှေ့လိုက်တာနဲ့တပြိုင်တည်းအော်ဒီအောက်ခြေမှာကျွန်တော်တို့ကရှိနေတယ်လစာရဲ့အောက်မှာလည်းကျွန်တော်တို့ဒီမှာမြင်းချောင်းလေးတစ်ခွက်ကျွန်တော်တို့ပါလာတာကိုတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့အားလုံးဒီထိနားလည်လောက်မယ်လို့ထင်တယ်အခုလောလောဆယ်ကျွန်တော်တို့ကမြင်းချောင်းလေးတွေတော့ထည့်လိုက်တာမှန်တယ်ဒီရဲ့မြင်းချောင်းလေးတွေကကျွန်တော်တို့ကတည်တည်လေးပဲဖြစ်နေတယ်ပေါ့နော်တိတက်ပို့ပြီးတော့မှကျွန်တော်တို့ကစတုတ်ဆိုင်ကိုထူခြင်းနဲ့ ထိထပ်ပို့ပြီးတော့ကျွန်တော်တို့ကသိတာထင်ရှားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးဆဲခွက်လေးတွေကိုဆက်လက်ပြမှတ်ပါမယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့အောက်မှာရှိတဲ့လိုင်းချောင်းလေးတွေကိုနည်းနည်းလေးအထူအပားပြင်ကျင်တာဖြစ်တဲ့အတွက်တေဘယ်ဒီဇိုင်းတွေကနေပြီးတော့ border glue တွေကိုဝင်မယ်ဒီထဲကနေပြီးတော့မှအနှဲငယ်ထူတဲ့ပုံစံလေးကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာကနေပြီးတော့မှကျွန်တော်တို့ဒီမှာ inside border ဆိုတာလေးကိုပြန်ပြီးတော့လုပ်ခက်လိုက်မယ် ပြီးရင်တော့ဒီရဲ့အောက်ခြေလေးမှာရှိနေတဲ့ဆဲခွက်လေးမှာကစားချမယ်ဘော်ဒါလေးကနေပြီးတော့မှဘော်တွန်ဘော်ဒါဆွာလေးကိုပြန်ပြီးတော့လုပ်ခဲ့လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုးပုံစံအနေထားလေးရရှိသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က Microsoft Word မှာစာစီစာရိုက်တွေလုပ်တဲ့အခါမှာအခုလိုမျိုးမြင်းချောင်းလေးတွေပေါ်မှာစာရိုက်တဲ့နီလန်းလေးဖြစ်ပါတယ်။ဒီတော့အခုလိုမျိုးကျွန်တော်တို့ကစာလေးတွေအားလုံးရိုက်ပြီးသွားပြီ။ဒီရဲ့စာရွက်လေးကိုကျွန်တော်တို့ကကိုယ့်ရှိမှာ ပရင်တာရှိလို့ပရင်ထုတ်မယ်ဆိုရင်ကျွန်တော်ပရင်ထုတ်တဲ့နီလန်လေးလေးထပ်ပြီးတော့ပြပေးပါမယ်ကျွန်တော်တို့ DSR လေးအားလုံးပြီးသွားတဲ့အချိန်ပရင်ထုတ်ချင်တယ်ဆိုရင် file နဲ့ပြီးတော့မှပရင်ဒါမှမဟုတ် control ရဲ့ pn နဲ့ပြီးတော့မှကျွန်တော်တို့ပရင်တာ setting ကို follow လုပ်ရပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာ print setting နဲ့ကိုရောက်လာလိမ့်မယ် printer property ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင် ပြီးတော့မှကိုယ့်ရှိမှာရှိနေတဲ့သက်ဆိုင်ရာ printer number လေးကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ် ီတော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ document size ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က A4 စာရွက်နဲ့ပဲ print ထုတ်มาဖြစ်တဲ့အတွက် A4 ကိုပဲရွေးချယ်လိုက်မယ်။စာရွက်ကိုကျွန်တော်တို့ကအထောင်လိုက်အနေထားလေးထုတ်มาဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးထားမယ်။ paper type ဆိုတဲ့နေရာလေးမှာတော့ဒီရဲ့စာရွက်လေးကိုကျွန်တော်တို့ကရိုးရိုး A4 စာရွက်အပားလေးတွေနဲ့ပဲ print ထုတ်มาဖြစ်တဲ့အတွက် plain paper ဆိုတာလေးပဲရွေးပေးထားမယ်။ quality ကိုတော့ကျွန်တော်တို့က standard နဲ့ပဲထုတ်လိုက်ပါမယ်။ ဒီကကျွန်တော်တို့ကစာလေးတွေကိုကျွန်တော်တို့ကကာလာနဲ့ထုတ်ချင်တာလားဒါမှမဟုတ်အဖြူအမဲပုံစံနဲ့ထုတ်ချင်တာလားကိုထုတ်ချင်တဲ့ပုံစံလေးကိုရွေးမယ်။ Okay လေးနှိပ်ခတ်လိုက်မယ်။ဒါလေးကျွန်တော်တို့ကအားလုံးရွေးပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ DS စာရွက်လေးကိုဗနရွက်ထုတ်မှလဲ copy ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကကိုထုတ်မဲ့အရေးအတွက်လေးကိုသတ်မှတ်ပြီးတော့မှ print ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုရှိမှရှိနေတဲ့ printer ကနေပြီးတော့မှစာရွက်လေးတွေကျွန်တော်တို့ထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်။အကယ်၍ကိုကိုရန်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမင်းပြန်ပေးလို့ရပါတယ်။အကယ်၍ကိုကိုရန်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Word Software ထဲမှာစာစီစာရိုက်တွေလုပ်တဲ့အခါမှာအခုလိုမျိုးမြင်းချောင်းလေးတွေပေါ်မှာစာရိုက်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ ဒီယိုအနီဒန်းဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ